မင်္ဂလာမနက်ခင်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်မေလ17ရက်နေ့ရေဒီယိုအန်ဂျီရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမော်ပါပထမအဆုံးတင်ပြပေးမယ့်တဲ့ငါတော့ငါခေဖွဲ့စည်းပုံအခြေခံဥပဒေအောက်ငလင်ရွက်ောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာကပြည်သူတို့၏ဆင်းရဲဒုက္ခပေါင်းနှင့်ပြည်သူဆန္ဒကိုမျက်ကွယ်ပြုလျက်ဝိုင်းဝန်းပံ့ပိုးကူညီပေးကြတဲ့နိုင်ငံရေးပါတီများအဖြစ်ပြည်သူများကသတ်မှတ်ကြလိမ့်မယ်လို့ NUG သတိပေးတဲ့တဲ့ရင်ဖြစ်ပါတယ် နာဂိဖွဲ့စည်းပုံခြေခံဥပဒေအောက်ကငလင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှာကပြည်သူတို့ရဲ့ဆင်းရဲဒုက္ခအပေါင်းနဲ့ပြည်သူဆန္ဒကိုမျက်ကွယ်ပြုလျက်ဆီယာနာရှင်စနစ်သက်ဆိုးရှိစေရေးရည်ရွယ်ဆောင်ရွက်သောဂျမတ်စီအုပ်စုရဲ့တရားမဝင်အတူရာရွေးကောက်ပွဲအားဝိုင်းဝန်းပံ့ပိုးကူညီပေးကြသူများအဖြစ်ပြည်သူများကသတ်မှတ်ကြလိမ့်မည်ကိုနိုင်ငံရေးပါတီများအနေဖြင့်သိရှိကြလိမ့်မည်ဟုယုံကြည်ကြောင်းမြူသားညီညွတ်ရေးအစိုးရမှအတည်ပြုထုတ်ပြန်ပါတယ်။လက်ရှိချိန်တွင်စစ်တပ်ကပြည်သူအာဏာကိုမတရားသိမ်းယူရန်ကြိုးစားမှု၏အကျိုးဆက်အဖြစ်နိုင်ငံရေးစီးပွားရေးလူမှုရေးခြေနေများဆိုးဝါးဆုံးတို့ကြားရ ရောက်နေသည့်ကာလဖြစ်သည်ဆရာနာသိမှုလေးနှစ်ကျော်အတွင်းပြည်သူများသည်ကိုဗစ်ကရောဂါရေကြီးရေရှမ်းပြီးစစ်ဘေးထံများနှင့်ရင်ဆိုင်နေရပြီးလေကြောင်းတိုက်ခတ်မှုမတရားဖမ်းဆီးတပ်ဖြတ်မှုမီးရှို့ဖျက်ဆီးမှုအာဓမစစ်သားစုဆောင်မှုများကိုနေ့စဉ်ရင်ဆိုင်နေရသည့်အပြင် register scale 9.9ရှိဖြတ်အားဖြင့်စကိုင်းငလျင်ကြီးရဲ့ဘေးဒဏ်ကြောင့်တိုင်းဒေသ၄ခုနဲ့ပြည်နယ်တစ်ခုရှိပြည်သူ18.4တန်ခန့်ထပ်ဆောင်းဒုက္ခခံစားနေရပြီးဤချိန်နေတွင်ရေကောက်ပွဲကျင်းပရန်မသင့်တော်ကြောင့် NGO ကထောက်ပြထားပါတယ်။တို့ရတွင်ဂျမတ်စီယုစုက၎င်း င်းတို့အာနာဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက်တရားမဝင်အတုအရာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည်ဟုစကိုင်းငလင်းကြီးလှုပ်ပြီးတွင်ထက်လောင်းပြောကြားသည်ကိုအံ့ဩဖွယ်တွေ့ရှိရပြီးနိုင်ငံတော်၏ချုပ်ချာအာနာပိုင်ရှင်ပြည်သူတို့၏ဆန္ဒနှင့်ဆင်းရဲဒုက္ခပေါင်းစုံကိုလှည့်လူရှုက၎င်းတို့၏အတ္တကိုရှေ့တန်းတင်ထားခြင်းဖြစ်ကြောင်းဖော်ပြထားပါသည်စကိုင်းငလင်းနှင့်စေပေတန်ကြောင့်ပြည်သူများဒုက္ခရောက်နေခြင်းတွင်ကျင်းပမည်အတုအရာရွေးကောက်ပွဲကိုပြည်သူများကစိတ်ဝင်စားမည်မဟုတ်တာကြောင့်ပြည်သူတို့၏ဒုက္ခကိုအပြစ်ခံပြုကဆေးအုပ်စု၏ဂုံတိတ်ခါကင်းမဲ့သောရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြု ြုရန်နိုင်ငံရေးပါတီများကို NUG ကအကြံပြုတိုက်တွန်းထားပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့်ပြည်သူဆက်ဆိုင်ရေးလုပ်ငန်းများဆောင်ရွက်မှု NGO ထုတ်ပြန်တဲ့သတင်းပဲဖြစ်ပါတယ်။မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့်ပြည်သူဆက်ဆိုင်ရေးလုပ်ငန်းများကိုအချိန်နဲ့တပြည့်ညီထိရောက်လည်မြန်စွာဆောင်ရွက်နိုင်စေရန်မြို့သားညီညွတ်ရေးအစိုးရရဲ့မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့်ပြည်သူဆက်ဆိုင်ရေး Unit Strategic Communication and Public Relations Unit SCPRU ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းမြို့သားညီညွတ်ရေးအစိုးရမှသတင်းထုတ်ပြန်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရ၏ www.nugmyanmar.org website လူမှုကွန်ရက်စာမျက်နှာများဖွင့်လှစ်ထားရှိခြင်း၊ဝန်ကြီးဌာနအသီးသီး၏ website များနဲ့ လူမှုကွန်ရက်စာမျက်နှာများဖွင့်လှစ်ထားရှိခြင်းမဟာဗျူဟာမြောက်ဆက်သွေးလုပ်ငန်းများနှင့်ပတ်သက်ပြီးဆိုရအဖွဲ့၏လမ်းညွှန်မှုနှင့်အညီတော်လိုင်းအင်အားစုများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း PPTV Public Point Television နှင့် Radio NUG တို့မှတော်လိုင်းဆိုင်ရာအစီအစဉ်များကိုရုပ်သံအသံများထုတ်လွှင့်တင်ဆက်ခြင်းပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်ကိုပြောရေးဆိုခွင့်ရှိသူများကနှစ်ပတ်တစ်ကြိမ်ထုတ်လွှင့်ခြင်းတရုတ်ဂျပန်ကိုရီးယားထိုင်းဟိန္ဒီဘာသာစကားတို့ဖြင့် Voice Over ပြုလုပ်ထုတ်လွှင့်ခြင်းမြို့သားညီညွတ်ရေးအစိုးရသတင်း င်းလွှာကို အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ထုတ်ဝေခြင်းသတင်းစာရှင်းလင်းပွဲများအစီအစဉ်ဆောင်ရွက်ခြင်းသတင်းရုံးအဖွဲ့ Press Office Team ကိုဖွဲ့စည်း၍သတင်းမီဒီယာများသတင်းအချက်အလက်ရယူနိုင်မှု Access to Information ပိုမိုကောင်းမှုစေရေးစီမံဆောင်ရွက်ခြင်းစသည်တို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားပါတယ်ရှင်ဆလဘီ NUCC မှာဆုံးဖြတ်ချက်တွေကိုဖွဲ့တဲ့ဖွဲ့ထဲမှာအာဏာအပြည့်ဝအစုပ်ကိုင်းထားခြင်းမျိုးမဟုတ်ပဲ65ရာခိုင်နှုန်းပြည့်မှသာဆုံးဖြတ်ချက်ချနိုင်ကြောင်းထုတ်ပြန်တဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။ NUCC တွင်အချိုးကျမဲပေးမှုစနစ် Proportional Voting System ကောင်စီဝင်အဖွဲ့ဝင်အဖွဲ့အစည်းများရဲ့သဘောထားများ၏အရေးအတွက်65ရာခိုင်နှုန်းဖြင့်ဆုံးဖြတ်ချက်ချနိုင်သောစနစ်အောက်တွင်အဓိကပါဝင်တဲ့အစုအဖွဲ့ကြီးအဖွဲ့၅အဖွဲ့မှာမိမိတို့ခန်းကဏ္ဍနှင့် သဘောထားဆုံးဖြတ်ချက်များအားမျှတအောင်ခွဲဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း NUCC မှထုတ်ပြန်သိပေးပါရ။ဒိုင်းနာတော်လင်အဖွဲ့အစည်းများ25ရာခိုင်နှုန်း၊ဂျာကာလာပြည်နယ် Federal Unit ူမျိုးကိုစားပြုအဖွဲ့အစည်းကောင်စီများ25ရာခိုင်နှုန်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီပါဝင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ25ရာခိုင်နှုန်းနိုင်ငံရေးပါတီများ10ရာခိုင်နှုန်းနှွေဦးတော်လင်းအဖွဲ့များ25ရာခိုင်နှုန်းဖြင့်ဆုံးဖြတ်ကြရလို့ဖော်ပြထားပါတယ်။ဖွဲ့တစ်ဖွဲ့ထဲမှာအာဏာအပြည့်အဝဆုပ်ကိုင်းထားခြင်းမျိုးမဟုတ်ပဲ65ရာခိုင်နှုန်းပြည်မှသာဆုံးဖြတ်ချက်ချနိုင်တဲ့အတွက်စူပေါင်းဦးဆောင်ခွင့်ပုံစံနဲ့ညှတစွာဆောင်ရွက်နိုင်ခွင့်တို့ဖြင့် လူတကွလက်တွဲဆောင်ရွက်ခြင်းဖြစ်ပြီးပူပေါင်းဆောင်ရွက်နိုင်မှုနဲ့အားလုံးပါဝင်သောသဘောတူညီမှုများသည်လွန်စွာအရေးကြီးတယ်လို့သိရပါတယ်။ရွေးတော်လှန်ရေးအဖွဲ့များ SRG သည်သမကများမြို့သမီများလူငယ်နှင့်လူနည်းစုဆိုင်ရာဖွဲ့စည်းများပါဝင်ရဲဘက်ဖွဲ့စည်းများအာဏာရှင်စနစ်ဆန့်ကျင်ရေးတွင်ပါဝင်နေသောနိုင်ငံဝန်ထမ်းများပါဝင်စီရမ်လှုပ်ရှားမှုဆိုင်ရာဖွဲ့စည်းများလူလူသပိတ်လှုပ်ရှားမှုဆိုင်ရာဖွဲ့စည်းများအားရင်ညွှန်းတယ်လို့အသိပေးထားပါတယ်ရှင်။ ဂျမက်စီကောင်းဆောင်မင်းအောင်လိုင်ကတရုတ်ဝန်ထမ်းနဲ့စီမံကိန်းများ၏လုံခြုံရေးကိုအာမခံကြောင်းနဲ့ရွေးကောက်ပွဲကိုတရုတ်သမ္မတကထောက်ခံကြောင်းဝါဒဖြန့်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။စီကောင်းဆောင်မင်းအောင်လိုင်နဲ့တရုတ်သမ္မတရှီဂျင်ဖင်တို့ရုရှားနိုင်ငံမော်စကိုမှာမေလ9ရက်နေ့ကတွေ့ဆုံခဲ့ပြီးတရုတ်ကမြန်မာနိုင်ငံရေးမှာသတိကြီးကြီးအမျှော်မြင်ကြီးစွာဆောင်ရွက်ရန်တိုက်တွန်းခဲ့တယ်လို့တရုတ်နိုင်ငံသားရေးသတင်းဌာနပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ခဲ့ပါတယ်။တရုတ်သမ္မတကမင်းအောင်လိုင်အားမြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနိုင်ငံပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးကိုထောက်ခံကြောင်းငလင်တကြပြည့်စုံမှုများ များပြန်လည်တည်ဆောက်ရေးအတွက်အကူအညီပေးမည်ဖြစ်ကြောင်းပြည်ဝင်နှန်းနှင့်စီမံကိန်းများ၏လုံခြုံရေးကိုအာမခံရန်တောင်းဆိုကြောင်းနဇက်ပြကျော်ရာဇဝမှုများဖြစ်သည့် online လောင်းကစားနှင့်ဆက်သွယ်ရေးလိမ်လည်မှုများကိုတိုက်ဖြတ်ရန်လည်းတောင်းဆိုခဲ့ကြောင်းစင်ဟွာသတင်းဌာနကဖော်ပြထားပါသည်။မြန်မာ online ကတရုတ်နှင့်စီးပွားရေးစွန့်ရင်ကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်မှုကိုအားထားကြောင်းတရုတ်စီမံကိန်းများနဲ့ဝန်ထမ်းများ၏လုံခြုံရေးကိုအစွမ်းကုန်အာမခံပေးမည်ဖြစ်ကြောင်းတုံ့ပြန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒါအပြင် စစ်ကောင်စီကယခုနှစ်ကုန်တွင်ကျင်းပမယ်လို့ဆိုထားတဲ့ရွေးကောက်ပွဲကိုတရုတ်သမ္မတကထောက်ခံတယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာဖော်ပြထားပေမဲ့တရုတ်ရဲ့တရားဝင်ထုတ်ပြန်ချက်များမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ထောက်ခံမှုတစုံတရာမတွေ့ရှိရပါဘူး။ဆိုပါတွေ့ဆုံမှုတွေတရုတ်ဤဒေတာရင်းဩဇာလွှမ်းမိုးမှုကိုပြသရုံသာမကစစ်ကောင်စီရဲ့နိုင်ငံတကာအထူးကြံမှုကိုတတ်တာစီရင်ကြိုးပမ်းမှုတစ်ခုသာဖြစ်ပါရဲ့ရှင်။ နောက်ထပ်တင်ပြပေးမယ့်တဲ့တင်ကတော့မန္တလေးတွင်မိုးသည်ထံမှုကြောင့်ငလင်ထိခိုက်ခံရသည့်အဆောင်ပြိုကျပြီးလူနှစ်ဦးထိခိုက်တဲ့တဲ့တင်ပဲဖြစ်ပါတယ်။မေလ10ရက်ညနေ3:00ခွဲကမဟာအောင်မြင်မြို့နယ် 84လမ်း38လမ်းနဲ့38လမ်းကြားရှိအဆောက်အုံတစ်ခုပြိုကျခဲ့ပြီးလူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသသတင်းတွေအရသိရပါဗျ။ဒါအပြင်ချမ်းမြသာစီမြို့နယ်ကံကွာရက်ကွက်ရှိပလီတစ်ခုတွေဝေးပြူရန်ယာယီဆောက်လုပ်ထားသည့်အဆောက်အုံလည်းပြိုကျခဲ့တယ်လို့သိရပါဗျ။ရင်းဖြစ်စဉ်တွင်ရက်ကွက်နေပြည်သူများနဲ့အနီးအနားရှိပရဟိတအသင်းများကပိတ်မိနေသူများကိုကယ်ထုတ်ပေးခဲ့သဖြင့်စိုးရင်ရသည့်လူနာမရှိဘူးလို့သိရပါဗျ။မိုးသည်ထန်စွာရွာသွန်းရုံနဲ့မကဘဲမိုးသည်များပါကြာရောက်ခဲ့ပြီးငလင်တန်းထိခိုက်ရသည့်အခြားတိုက်အဲများပြိုကျမိကိုဒေသခံအချို့က စိုးရိမ်နေကြပါတယ်။လေပြင်းတိုက်ခတ်မှုနဲ့မိုးကြီးမြင့်အန္တရာယ်ကိုသတိပြုရန်မြို့သားညီညွတ်ရေးအစိုးရ Energy လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာန MOHDM ကမေလပထမပတ်အတွင်းထုတ်ပြန်သတိပေးထားပါတယ်ရှင်။ဖလန်းမြို့သိမ်းတိုက်ပွဲတင်ရရရဲပေါ်များအတွက်စေကူတာစီဒေါ်လာတသိန်းခန့်လိုအပ်နေကြောင်းချင်းညီနောင်ပြောကြားတဲ့သတင်းကိုလည်းတင်ပြပေးပါအောင်မယ်။ချင်းပြည်နယ်ဖလန်းမြို့သိမ်းစစ်ဆေးရေးအတွင်း ဒဏ်ရာရရှိပြီးကိုလက်အင်ကဆုံးရှုံးခဲ့ရသည့်ရဲဘော်များအတွက်ခြေထုလက်တုနာကြားကိရိယာများတက်ဆင်ပေးနိုင်ရေးအတွက်အမေရိကန်ဒေါ်လာ3000ကလိုအပ်နေကြောင်းဖလန်းမြူသိန်းတိုက်ပွဲအတွင်းဒဏ်ရာရရှိခဲ့သည့်ချင်းညီနောင်သူရဲကောင်းများနှင့်မဟာမိတ်များအတွက်ရမငွေရှာဖွေသည့်အစီအစဉ်တွင်ချင်းမျိုးသားကာကွယ်တပ် CNO CNDF ပြန်ကြားရေးမှူးစလိုင်းတင်မီကပြောကြားခဲ့ပါသည်ဖလန်းမြူသိန်းစစ်စင်ရေးအတွင်းချင်းညီနောင်တပ်ဖွဲ့ဝင်ရဲဘော်90ကျော်နှင့် မဟာမိတ်တော်လိုင်းတပ်ဖွဲ့များမှရဲဘော်များပါဝင်စုစုပေါင်းတော်လိုင်းရဲဘော်60ဦးခန့်တရားရရှိခဲ့ပြီးတရားရရဲဘော်အများစုရဲ့အသက်အရွယ်မှာ18နှစ်20နှစ်25နှစ်ဝန်းကျင်ဖြစ်ကြကခြေလက်ဖြတ်တောက်ခဲ့ရသူများကြားအာရုံထိခိုက်သူများမျက်လုံးထိခိုက်မှုကြောင့်မျက်မမြင်ဖြစ်သွားသူများပါဝင်နေက၎င်းတို့အတွက်ခြေထုလက်တုနဲ့နာကြာကိရိယာများထောက်ပံ့ပေးနေတယ်လို့ပြောကြားထားပါတယ်ရှင်။ ုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ငလင်ဘေးတံခန်းစားနေရတဲ့ပြည်သူတွေကိုပတ်ကဖများကူညီတဲ့သတင်းပဲဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနကုတ်ကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးပတ်ကဖအဖွဲ့တွေဟာ လင်ဘေးသင့်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးထောက်ပံ့ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေကြကြောင်းပါကဖအတံမောင်ဖော်ပြထားပါတယ်။တဘာဝဘေးကိုကြုံတွေ့ခဲ့ရတဲ့ပြည်သူများရဲ့အခက်အခဲတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကမိမိနယ်မြေတွင်းမှာရှိတဲ့တော်လင်းအဖွဲ့အစည်းတွေနဲ့ပေါင်းစပ်ညီနိုင်ပြီးတပ်စွမ်းသမျှစွမ်းကုန်ကူညီကြဖို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကမလ28ရက်မှာညွှန်ကြားခဲ့ပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းရှိမြို့နယ်ပါကဖတွေဟာ မြို့နယ်ပအာဖမြို့နယ်ပလာဖ PDF တရင်တွေဒေတာကာဝေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးမိမိစိုးမိုးထိန်ချုပ်နေမြေတွေငလင်တန်းကြောင့်တေဆုံထိခိုက်သူတွေကိုရှာဖွေကယ်ဆယ်လုပ်ငန်းတွေစောလင်စွာဆောင်ရွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။မလ29ရက်မှစတင်ကပြင်းထန်ငလင်တန်းကြောင့်တေဆုံထိခိုက်သူတွေကိုထောက်ပံ့ခြင်းပျက်စီးသွားတဲ့ဈေးတွေပထိုးကြောင့်နေအိမ်တွေနဲ့လမ်းမိုက်တွေရဲ့ပျက်စီးတွေကို လူအားဆယံတရားဆင်များနဲ့ဖယ်ရှားရှင်လင်းခြင်း၊ငလီနံကြောင့်စာဝိနေရေးခက်ခဲသွားတဲ့အိမ်အောင်စုတွေကိုရိတ်ခါငွေကြေးထောက်ပံ့ခြင်း၊ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းလုပ်ငန်းတွေကိုသက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ထိစပ်ကဆောင်ရွက်ခဲ့တယ်လို့သိရပါပါရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့တာကီနဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါရှင်။